ဟယ်လိုအားလုံးမင်္ဂလာပါကိုဒီဖိုဘောချန်နေနဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ပထမပိုင်းတင်ပြီးသွားပါပြီပထမပိုင်းမှာဆိုရင်တော့ကျွန်တော်ပြီးများလီရဲ့ကျွန်တော် ETD CDA ရဲ့ပြင်းနေလီကူဝမ်ပေါ့နော်ကျွန်တော်အဲ့အလီတုံးတက်ပေးထားပါတယ်အခုဒီဒုတိယပိုင်းမှာတော့စပိန်လာလီဂါနဲ့ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်တွေကိုကျွန်တော်တုံးတက်ပေးသွားမှာဖြစ်ပါတယ်အော်ကျွန်တော်ရဲ့ Viber Channel, Telegram Channel မ join တဲ့ညီကိုရှင်လည်းဒါ comment မှာကျွန်တော် link လေးချပေးထားပါတယ်။မြန်မာဝန်ကြီးညီကိုရှင်လည်းဒါဆက်တယ်လို့ရရင် phone number တွေ Telegram account name account นี่ကျွန်တော်ဒါ comment မှာချပေးထားပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ပွဲတွေများတယ်ပေါ့เนาะပွဲတွေများပြီးတော့ Champion League កាន់ထားတဲ့အသင်းတွေဒါပြီးများလीမှာဆိုရင်တော့ Chelsea ရှိမယ် Liverpool ရှိမယ် Newcastle ရှိမယ်ပေါ့เนาะအဲ့လိုအသင်းလေးတွေတော့နည်းနည်းလေးတော့သတိထားဖို့တော့ကောင်းတယ်ဒါ Bundesliga မှာလည်းရှိမယ် Spain မှာလည်းရှိမယ် Italy မှာလည်းရှိမယ်ပေါ့เนาะအဲ့တော့အဲ့ဒါလေးကိုတော့ကျွန်တော်ညီကိုလေးဒါသတိထားပြီးတော့ဒါ body body ဒါနည်းနည်းလေးအန်ဒီအများတာမျိုးတွေရှိနိုင်တယ်ကိုပေါင်းအပေါ်တွေတွားဖို့ခက်တာမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့အဝေးတူအဝေးအသင်းတွေဆိုနည်းနည်းလေးရှောင်ဖို့အကြံပေးချင်ပါရနော်။အော်ကျွန်တော်စပိန်လာလီဂါ6ခွဲပွဲအစပြောမယ်နော်။အဲ6ခွဲကျွန်တော်ဂျီယိုနာနဲ့ဗီအိုဘီတိုဒီပွဲတော့ကျွန်တော်ပွဲရှိလို့လာပြောတာပေါ့နော်။ဒီဖီတစ်ထဲလည်းမထည့်ခြင်းဘူး။မမာနဲ့လည်းကျွန်တော်မပေးခြင်းဘူး။ဒါမောင်းနေတော့ထည့်ပေးလို့ရတယ်ပေါ့နော်။တလုံး80နိုင်နှလုံး65ပြရှုံး။ ကူပေါင်းကြီးကနှလုံး80နိုင်ကနေနည်းနည်းလေးဖြည်းဖြည်းချင်းကျလာပါတော့ဟိုတန်းသင်းဆောင်တိုက်ပွဲအရာဆိုရင်တော့ဒီပွဲကနှစ်သင်းစလုံးဖွင့်တိုက်မယ်ဘင်းတော်ဖောင်ပြဲကစားမယ်ဆိုရင်ဒီပွဲကူပေါင်းပေါ်တက်မယ်မနေ့ကကျွန်တော်တို့ဆိုဒီချက်ကန်သွားသလိုမျိုးပေါ့နော်ဒါပေမဲ့လက်ရှိမှာကဟိုရီယိုအိုဘီတို့ရဲ့အဝေးကွင်းကမ်းဖောင်ကြီးတဲ့အခါမှာဂိုးတွင်းအားနေနေတဲ့တစ်ချက်ဟိုဂျီရိုနာလည်းဟိုဂိုးရလိုက်မရလိုက်ဒီလိုမျိုးတွေမြင်တွေ့နေရတဲ့အခါမျိုးမှာကျွန်တော်ဒီပွဲမှာပေါ့နော် ဒီကိုပေါင်းအပေါ်ကြီးရောအရင်ကြီးမကြိုက်ဘူးအဲဒါကြောင့်ကျွန်တော်ဒီပွဲမှာဒီဂျူနာဘော်ဒီလေးကြိုက်တယ်ကိုပေါင်းအောက်လေးကြိုက်တယ်ကျွန်တော်ကတော့1 C လို့ရက်ဆက်မျိုးလောက်ပဲမှန်းကျင်တယ်ဗောနော 1C 2 C ဆိုတာလွန်ဆုံးပေါ့1 1လည်းဖြစ်သွားတယ်အဲ့တော့ကိုပေါင်းအောက်နေတော့ကာထားတာဗောနော်အော်ကျွန်တော်က1 C လောက်ပဲမှန်းကျင်တယ်အော်ဂျူနာဘော်ဒီလေးကြိုက်တယ်ကိုပေါင်းဆိုတော့ကျွန်တော်ကိုပေါင်းအောက်လေးပဲကျွန်တော်ကြိုက်ပါတယ်နော်နောက်တစ်ပွဲအစပန်ညိုနဲ့အချီအစပန်ညို level 100ရှုံနှလုံး60ရှုံ နေခြင်းနှလုံး9အဲနှလုံး60ရှုံးပြီးရကိုပေါင်းကြီးအတူတူပဲ body gen level 90ရှုံးပြီးခဲ့ရပါတော့အဲ့တော့ကျွန်တော်ဒီဘက်မှာဟိုခြေပြင်းတာပြော့တာကိုစဉ်းစားဖို့ထက်ပေါ့နော်ကျွန်တော်ဒီဘက်ဘာကိုစဉ်းစားခြင်းလဲအချီပေါ့အချီဟိုနည်းနည်းလေးကျွန်တော်ဘက်ကန်ခြင်းနေရပေါ့နော်ဘက်ကန်ခြင်းနေရပါတယ်အဲ့တော့အချီနေနဲ့ဟိုအတင်းကြီးတွေကိုတော်တော်လေးလဲဒါဒုက္ခပေးထားတယ်သူ့ရဲ့အိမ်ဝင်းနေမှာဆိုရင်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီဘက်မှာ ဟိုအင်အင်ကွင်းကစားအားလေးမဆိုးတဲ့ဒီအစပန်ယူဘော်ဒီလေးကိုကျွန်တော်ကြိုက်ရှင်နေအင်ကွင်းလိုနည်းနည်းလေးဒါနောက်ဆုံးပွဲစဉ်မှာတို့ဘတ်တစ်ကိုရှုံထားရဆိုမှရှိမှတို့တော်တော်လေးအဆင်ပြေတဲ့အနေထားကိုကျွန်တော်တွေးရတယ်အဲ့လိုမျိုးဆိုတော့ AD ကိုလိုအတင်းမျိုးလည်းတို့ပွဲစဉ်တက်မယ်တက်မှာထင်တယ်နော်ပွဲစဉ်တက်မှာတို့2-1တို့နိုင်တာလေးရှိတယ်အဲ့ဒါဆိုတော့အင်ကွင်းကစားလေးပုံကောင်းတဲ့အတင်းကိုကျွန်တော်ရွေးကျင်တယ်အဲ့တော့အက်စပန်ယူဘော်ဒီလေးကိုကျွန်တော်ကြိုက်တယ်ပေါ့နော် အဲလက်ရှိမှာအစပန်မျိုးအဆင့်6မှာ HG ကွန်မှာအဲ့အဆင့်ကတော့ဒါရည်တိမှုရကြည့်မယ်ဆိုတော့အပေါ်ကကက်ရအတင်းလေးပေါ့နော်ဒါပေမဲ့ HG ကဒီနေရာမှာတန်းတဲ့အတင်းနေဒီလိုနေရာမျိုးမှာရက်နေရမယ်အတင်းတတင်းမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်အစပန်ရဲ့ body လေးပဲကြိုက်တယ်ကိုပေါင်းကတော့음ကိုပေါင်းနည်းနည်းလေးဒီပွဲကဟိုဂျီယူနာပွဲကိုပေါင်းအပေါ်အောက်ကိုကြည့်ပြီးတော့ဆော့တာအကျန်ဆော့ဖို့ကြံပေးခြင်းနဲ့မနေ့ကစပိန်ပွဲဒီ ထုတ်စီတဲ့ပွဲကိုပေါ်တက်ထားတယ်။အော်ဒီပွဲဂျီယူနာပွဲလက်ရှိအစောပွဲ6ပွဲဂျီယူနာပွဲကကိုပေါင်းအောက်သွားမယ်ဆိုရင်ဒီအက်စပန်ယူပွဲအပေါ်ပြန်တက်လာနိုင်ရှင်အပေါ်အောက်လေးသူတို့အလိုဟိုတော့ကဲပုံစံမျိုးအတလဲစီသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲအကြောင်းမလို့ကျွန်တော်ဒီပွဲမှာကိုပေါင်းကတော့စောင့်ကြည့်နေခြင်းနဲ့ body ကိုပဲဒါ aspany body ပဲအရင်ရွေးထားပေးပါမယ်နော်အာ bibao နဲ့ guitar face bibao ကတလုံး90နိုင်ပေးခဲ့နှလုံး25ပြားနိုင်ပေးနေတယ်ပေါ့နော်အဲဒီပွဲကကိုပေါင်းအောက်မဲ့ဂျီတန်ကြီးညာနော် နှလုံး25နာရီတော့တော်တော်လေးကိုနှူးတယ်စတဲ့ချင်းနှလုံး30တလုံး45ဘော်ဒီနဲ့ကိုပေါင်းကတော့ဘော်ဒီကတော့တိတ်မတိတော့ကိုပေါင်းက35ပြားတော့နှူးလာတယ်ပေါ့နော်အဲ့ဒီနေသားမှာကျွန်တော်ဘီပါဝကလူနည်းနည်းလေးပြန်ဆုံနေပြီဒီနီကိုလဲဝီလီယံလို့ပါလို့လဲပါလာပြီးတော့ကျွန်တော်ဘော်ဒီဘော်ဒီဒီကြောင်းပဲကျွန်တော်ရွေးချင်တယ်ဒီဘီဘောဘော်ဒီလေးပဲကျွန်တော်ကြိုက်တယ်ချန်ပီယံလိတော့ကန်ထားတယ်ဆိုပေမဲ့ဒါအင်ဝင်လည်းဖြစ်နေရပြီးတော့ဒီဒီ မွာမာလောက်ကောက်သူတူဝမ်းနဲ့မနိုင်ခင်မှာသူတောင်းလျှောက်ရလက်တွေဆိုးရွားနေရလीနော်ခုနှစ်ပွဲမှာဝါလောက်ကြီးရှုံးနေ၆ပွဲရှုံးနေဗျာတပွဲပဲတည်ကြတယ်တပွဲမှမနိုင်တော့နော်အိုက်ပွဲတွေမှာအော်ခုမှသူနိုင်ပွဲလေးပြန်ဆရရတော့ရမက်အနေနဲ့သူတို့ဒါဒီပဲမှာလည်းရမ်းမဲ့လွယ်နေရဖြစ်တော့သူရမ်းမဲ့ဒီစုဆောင်မယ်လို့ကျွန်တော်ယူဆတယ်။အော်ဂီတာဖေးလို့တော့ဒါအနိုင်ခံလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်။အော်ကျွန်တော်ဒီဘက်မှာ ဒီပီပါဘော်ဒီလေးကိုကျွန်တော်ကြိုက်ပါကူပေါင်းတော့လက်ရှောင်းလိုက်ပါစပိန်မှာဒီလိုတူပလက်တွေကျွန်တော်တို့ဒုက္ခပေးပြီးသွားပြီဒီနော်ဒုက္ခပေးထားဆိုကျွန်တော်တို့အန်ဒီအများထပ်ပြီးတော့ကျွန်တော်မမိုက်မဲနေတော့ဗောနော်အဲ့တော့ကူပေါင်းတော့လက်ရှောင်းပါဟိုဒီပွဲကူအောင်မယ်ဆိုခုနအစပန်ယူပွဲကတော့အပေါ်တော့သွားနိုင်ကြီးများတယ်ဒါပေမဲ့ကူပေါင်းတော့ကျွန်တော်လက်ရှောင်းသေးချင်ပါတယ်နော်အနောက်တပွဲကဗလန်စီယာနဲ့ဘီလာရဲ့ဘီလာရဲ့ဝေကွင်းက level 85ပြားရှုံး385ပြားနိုင်စတဲ့ကြီးမနေ့က level 50ရှုံးနော်390နိုင် ဘော်ဒီကပြင်းလာတယ်ဗျဂူပေါင်းကကြပြော့သွားနော်အဲ့လိုပုံစံလေးတော့တွေ့နေရတယ်ဘီလာရီရဲ့အဆင့်၃မှာဗလန်စီယာအဆင့်၁၄မှာအဲဘီလာရီရဲ့ကကျွန်တော်ချန်ပီယံလိသူတို့ကန်ထားတာရှိတယ်ပေါ့နော်ခဏနော်မန်တီတို့တို့အိမ်ကွင်းမှာလီတူနဲ့သူတို့ရှုံးတယ်အဲ့ရှိမှာဘတ်တစ်ကိုတူတူအဲ့ရှိမှာရီယို3 1နဲ့သူတို့ရှုံးတယ်နော်အဲသူတို့လည်းနောက်ဆုံး၄ပွဲဆက်တော့နိုင်ပွဲပျောက်ထားတယ်ဗျဘီလာရီရဲ့ကလေနော် ဗလန်စီယာလည်းနောက်လုံးလေးပွဲဆက်နိုင်ပွဲပြောက်ထားတယ်။အင်ကွင်းဖောင်ကြည့်မယ်ဆိုအင်ကွင်းမှာနောက်ဆုံးပွဲစဉ်မှာ Real Oviedo အတင်းအောင်ရှုံးထားတာဆိုတော့ဗလန်စီယာကိုနည်းနည်းလေးတော့ဒါအထင်သေးစီရင်ကြတော့ဖြစ်တယ်။ဒါပေမဲ့အင်ကွင်းနှစ်ပွဲဆက်တော့ဒီအာဒီမှာမရှုံးသေးဘူးဆိုတဲ့တစ်ချက်ကိုတော့ဒါဟိုတင်လာတော့ကစားနိုင်မလားပေါ့ဒီနေ့မှာကျွန်တော်ဒီဝင်းမှာဗလန်စီယာပဲကြိုက်တယ်ဗလန်စီယာကဒီနည်းနည်းပေါ့ပါပါဖြစ်နေတဲ့အနေထားဟိုဘီလာရီရဲ့နည်းနည်းတိုင်ပတ်နေချန်ပီယံလိကစားနေရတော့ဂျားရဲမှာပွဲပန်းတာဘာညာရှိနေတယ်ပေါ့နော်ပြီးတော့ဘီလာ sorry ဗလန်စီယာအနေနဲ့ကကျွန်တော်တို့ကိုမက် ပဲရထားနေကိုပွဲကံကိုမတ်တပွဲတမတ်လုံးမရထားဆိုသူเนี่ยဒီနေ့မှာတေတော့ညှက်ကံမယ်ထင်တယ်ကျွန်တော်เนาะအဲ့တော့ကျွန်တော်ဘလန်စီယာဘော်ဒီလေးကြိုက်တယ်ကိုပေါင်းကတော့385ပြားနိုင်ကနုတယ်ဒီပွဲကိုပေါင်းအောက်ပဲကြိုက်တယ်ဝမ်ဝမ်လောက်ပဲသွားမယ်ထင်တယ်ဒီကြီးဝမ်ဝမ်လောက်ပဲကျွန်တော်မျောလင့်တယ်ပေါ့เนาะဘလန်စီယာအဲ့ပေါ့ဘလန်စီယာ1 1တကူတော့ရမယ်ကျွန်တော်ထင်တယ်เนาะဘလန်စီယာနဲ့ကိုအောက်လေးပဲကျွန်တော်တွဲပေးခြင်းတယ်ကိုပေါင်းဘော်ကတကူတော့ရှိတယ်တနိုင်ကွဲဆိုတော့ကျွန်တော်တို့ ဒီနောက်ဆုံးပွဲနေဖြစ်တဲ့ဒီရှေ့ပွဲဒီမှာကိုပေါင်းအောက်လာအပေါ်လာကျွန်တော်တစ်ချက်လေ့လာပါတော့လေ့လာပြီးတော့အဲ့ပွဲဒီမှာရှေ့ပွဲရအောက်သွားမယ်ဆိုရင်တော့ဒီပွဲက385ဖြစ်နေတဲ့တောင်ကျွန်တော်ဒီပွဲကိုပေါင်းအပေါ်ထိုးလို့ရတယ်သူကလည်း350နိုင်လောက်ထိရောက်လာမယ်လို့ပိုကောင်းတာပေါ့နော်အဲ့အဲ့လိုလေးတော့တစ်ချက်လေးတော့ဒါချိတ်ဆက်ပြီးတော့စောင့်ကြည့်ပြီးတော့ကစားမယ်ဆိုတော့ကစားလို့ရတယ်ပေါ့နော်ကဲနောက်တော့ကျွန်တော်တို့ဒီအောင်သွားကြမယ်ဟိုဂျာမန်ပေါ်တဲ့လီကာသွားကြမယ်နော်အော်ဂျာမန်မှာကျွန်တော်တို့ဒီနေ့ဘယ်နှပွဲကံမှာ1 2 3 4 5 6ပွဲတော့ကံမှာနော် အော်မနေ့ကတပွဲကန်နေဂိုးမပေါ်ပါဘူးဂျာမန်တောက်ကြဂျာမန်ဂိုးအောက်သွားတယ်အော်ဒီနေ့မှစနေနေ့မှဂျာမန်ဒီ6ပွဲထဲမှာဘယ်ပွဲအပေါ်တက်နိုင်ကြီးများလဲဒါကိုကျွန်တော်လေ့လာရမယ်ပေါ့နော်အဲ့တော့7နိုင်မှာ7နိုင်ပွဲလေးအရင်ပြောကြမယ်အော့စပန်နဲ့ဒီလိုက်စစ်ပေါ့နော်လိုက်စစ်က level 80ရှုံး335ပြရှုံး ဒီနှစ်တင်းကချန်ပီယံလိဘာညာကန်တာကဘာမှရှိဘူးအကုန်လုံးဒါတပတ်အပြည့်နားထားနှစ်တင်းပေါ့နော်အဲအဲ့တော့ဟိုတုံလုံး35ပြားရှုံးဆိုတော့ live ရဲ့ဒီအဝေးကွင်းခြေစွမ်းအရာကတော့အရင်ကြီးဒါဂိုးမြူးတဲ့အတင်းထဲမှာတော့မပွားဘူး live ကအိမ်ကွင်းလောက်ပဲနည်းနည်းလေးဒါဂိုးတွင်းအကောင်းနေစိတ်ချရတဲ့ဘောမြူးမှာရှိတယ်နော်ဒါပေမဲ့ကျွန်တော်ဒီဘွဲမှာ နှစ်သိန်းစလုံးဒါဘယ်လိုပြောမလဲနားရထားဖြစ်တဲ့အတွက်ဒါဂိုးပေါင်းအပေါ်လေးကြိုက်တယ်ပေးထားတဲ့ကြည်တန်းကိုလည်းကျွန်တော်ကကြိုက်တယ်အော်ဒီဘွဲမှာကျွန်တော် license ကိုဂိုးပေါင်းအပေါ်လေးကြိုက်တယ် body မှာဆိုရင်တော့ကျွန်တော်ကဒီ osper body လေးကိုပို့ကြိုက်တယ် ancient ada ကျန်တယ်ပေါ့နော်ဟို license အနေနဲ့ဒီထဲပို့ပြီးတော့ကြည်လေးနည်းနည်းလေးပို့ပေးလို့ရမယ်လို့ကျွန်တော်ယူဆတယ်အဲအကြောင်းမလို့ကျွန်တော်ဒါ ဘော်ဒီမှာ osprey ဘော်ဒီကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်တယ်လိုက်စစ်ကအဆင့်နှစ်ကဗျာအဆင့်နှစ်ကနေဆင်းဆက်တော့ဒါတလုံးအပြည့်နိုင်တယ်အဝေးကင်းဖြစ်နေတော့တလုံးပြည့်နိုင်တော့ဒါနုတာပေါ့နော်အဲအကြောင်းမို့ကြောင့် osprey ပဲကြိုက်တယ်ကိုပေါင်းပေါ်လင်းကြိုက်ပါတယ်အဲ့တော့နောက်တစ်ပွဲကကျွန်တော် front back ပေါ့ front back နဲ့စိမ့်ဘော်ဒီ front back ကတလုံး55ပြားနိုင်တုံးလုံးတင်းရင်အဲစားနေခြင်းနဲ့တိတ်တော့ကွာရှားမှုတော့မရှိဘူးအဲ front back ကအဆင့်ခွန်မှာစိမ့်ဘော်ဒီကအဆင့်၁၄မှာ ဟတ်တွေ့အတွေ့အဆုံမှုတွေအများကတော့ဂိုးပေါင်းပေါ်တာနှစ်ပွဲပဲရှိကြရဲတန်းနဲ့၃ချိန်နောက်ဆုံး၅ပွဲမှာ၃ချိန်ရတော့ဂိုးပေါင်းအောက်ထားတွေ့ရတယ်ပေါ့နော်ဖရန့်ဘက်ဒီဂျာယက်မှာချန်ပီယံလိမှာလီဗာပူးကို5-1နဲ့သူတို့ရှုံးထားတာဖြစ်တဲ့အတွက်ဒီနေ့မှာကောဒါပြန်ပြီးတော့ဟိုအဲ့အဲ့ဒီအရှုံးကနေပြန်ပြီးနိုးထားနိုင်ပါမလားသူတို့ဒီနောက်ဆုံး၄ပွဲဆက်နိုင်ပွဲပျောက်သွားတဲ့ဖရန့်ဘက်ဖြစ်နေတယ်နော်အဲ့လိုမျိုးဆိုတော့ဒီနေ့မှာမဖြစ်မနေတော့သူတို့ယုံလာမယ်လို့တော့ကျွန်တော်ယူဆရတယ်နောက်တစ်ခုကစိန့်ပေါ်လီရတယ်နောက်ဆုံး၄ပွဲဆက်ရှုံးထားရလို့သူလည်းတော်တော်လေးတိုင်ပတ်နေရပါဘောနော် တော့ကျွန်တော်တို့အင်ကွင်းအားလာချက်ရှိတဲ့ဒီ front back လေးပဲကျွန်တော်ကြိုက်တယ် front back အနေနဲ့တခုတော့ရှိရပေါ့နော်ချန်မြန်နီကန်ထားရကန်ထားတဲ့အရာလေးကကျွန်တော်တို့နည်းနည်းလေးတော့စိုးရင်းစရာတော့ရှိရဒါပေမဲ့သူကလက်ပေါင်းနဲ့လည်းအင်ကွင်းမှာကန်ခဲ့အခုလည်းအင်ကွင်းဆိုတော့အဲ့အရာလေးတခုတော့ဒါ key drive မှာသွားတဲ့အတွက်ဒါပွဲပဲမှုတန်ပါညာအတိတ်တော့မရှိဘူးပေါ့နော်အဲ့လိုမျိုးလေးတော့တွေးလို့ရတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာတော့ front back အနေနဲ့တလုံးအတာလောက်တော့နိုင်တယ်လို့ကျွန်တော်ယူဆတော့ပြား50 50ကြည်တန်းရကတော့နည်းနည်းလေးနှုတ်တယ် တလုံး20နိုင်လောက်ထိပေးမယ်လို့ပေးလို့ရတလုံး10လောက်ထိပေးမယ်ဆိုရင်ပေးလို့ရတယ်လို့ကျွန်တော်ယူဆတယ်အဲဒါမဲ့ချန်မန်နီကန်ထားတဲ့တစ်ချက်ကြောင့်ပဲเนาะလီဗာပူးဆိုလည်းဂျင်းနှူတာပဲအဲ့တော့ကျွန်တော်ဒီဘက်မှာတော့ဖရန့်ဘက်ပဲကြိုက်ပါเนาะဂူပေါင်းကတော့ကျွန်တော်လက်ရှောင်နေတယ်ဂူပေါင်းကအပေါ်တိတ်မကြိုက်ဘူးဖရန့်ဘက်ဂိုးတွေအရင်ပေါ်တာများလို့ပေါ့เนาะအဲ့တော့ကျွန်တော်ဖရန့်ဘက်ဘော်ဒီကြောင်းပဲကြိုက်တယ်နောက်တစ်ပွဲကကျွန်တော်မူချန်နဲ့ဘိုင်ယန် အဲမူရှန်နဲ့ပိုင်ရင်ကတော့ကျွန်တော်တမိုင်းကြောင်းဆင်လာကြီးမားတယ်ဒါဒါဘီလိုမျိုးပြိုင်ပွဲပြင်းပြင်းပြိုင်ဆိုင်မှုပြင်းတဲ့ပြိုင်ပွဲတွေတို့ရှိခဲ့ကြတယ်ပေါ့နော်မှတ်တမ်းတွေရှိခဲ့တာဆိုတော့ဒီနေ့မှာပိုင်မြူနစ်အနေနဲ့ဒါမူရှန်ကလာဘက်ကိုလိုလေကူနိုင်ပါမလားနိုင်တော့နိုင်မယ်ဗျာကြီးအောင်ပါမလားဘာလို့ပိုင်ရင်ကလက်ရှိမှာဆင့်တက်မှာဟိုကောင်ကအောက်မှာကြမ်းပြင်းမရှိတော့ဘူးသူ့အောက်မှာဘာမှမရှိတော့ဘူးမူရှန်ကလာဘက်ကတန်းနေတော့အောက်ဆုံးမှာသုံးမှတ်ပဲရထားတယ်တပွဲမှမနိုင်သေးဘူးသုံးပွဲ ၃ဘွဲ့တေ၄ဘွဲ့ရှုံ၇ဘွဲ့ကန်ထားတဲ့နေရာမှာနော်။အော်ဒီနေ့မှာမိုရှန်ကလာပဲအင်ဝင်အားနဲ့ပြီးတော့သူတို့ရဲ့တမိုင်းကြောင်းစင်တာကြီးမားခဲ့တဲ့ပြိုင်ဘက်ကြီးလည်းဖြစ်နေရောဘိုင်မြူးနစ်ကိုသူတို့ဒါတံပြန်နေနဲ့ကင်ကင်ပါပဲတီးပါပဲအဲ့တော့ဒီဘွဲကကုပေါင်းပေါ်ကောင်းတယ်ဘိုင်ရန်နှလုံးပြည့်ရင်တော့မှဒါပြားလေးပဲစားအောင်မယ်ဆိုကြည်တမ်းမှာတော့ကျွန်တော်နှလုံးပြည့်ဖို့ခက်မယ်လို့ကျွန်တော်ယူဆတဲ့အတွက်အောင်းသိန်းမူချန်ကလာဘက်ကိုကျွန်တော်ကြိုက်တယ်မူချန်ကလာဘက်နဲ့ကုပေါင်းအပေါ်လေးကိုကျွန်တော်တွဲဆော့သိချင်ပါတယ်နော်အော်မူချန်ကလာဘက်အင်ကွင်းမှာဆိုရင်ဘိုင်ယူနစ်ကဟိုကြီးအောင်တာရှားတယ် ဟိုအခုနောက်ဆုံး၅ကြိမ်ကိုကျွန်တော်ကြည့်မယ်လို့ဘိုင်ယန်မြင်းနဲ့ဒီမိုရှန်ကလာဘက်ကိုပွဲတိုင်းအိမ်ဝင်းဝင်းပွဲတိုင်းဂိုးအဲကြီးပြီးခဲ့တယ်ဒါပေမဲ့၅ကြိမ်ဆိုကြီးကြထားတယ်။သူသူတို့ဟိုဂိုးအများဆုံးကွာတာနှလုံးပဲ။သူစီ3 1ဒီနှစ်ပွဲပါဂျန်တဲ့ပွဲရ1 2 2 1 0 1မိုရှန်ကတော့3 2နဲ့နိုင်တာတပွဲရှိတယ်နော်။အဲ့လိုမျိုးတော့ကျွန်တော်မိုရှန်အိမ်ဝင်းလေးကိုပဲယုံကြည်မယ်။ပြီးတန်းစင်းလုံးရောင်းအားလေးနဲ့လည်းစောင့်ကြည့်နေခြင်းနဲ့မိုရှန်ဘော်ဒီကြိုက်တဲ့ဂိုးပေါင်းအပေါ်လေးကြိုက်ပါရနော်။ အဲ့တော့နောက်တပွဲကကျော် Hampen နဲ့ Wolves ပဲအဲဒီပွဲကတော့ကူပေါင်းပေါ်ကြိုက်တယ်ဒီပွဲကိုနော်ဘော်ဒီတော့မကျော်မကြီးတော့ဒီပွဲဘော်ဒီကပြားရှုံးတယ်ရင်းမကြိုက်ဘူး Hampen နဲ့ Wolves ပဲကျွန်တော်ဘော်ဒီဆိုတော့ Wolves ပဲလည်းနည်းနည်းလေးတော့ပူကောင်းတယ်ဝေးကွင်းဖြစ်နေလို့ပေါ့နော်ရှုံးနိုင်များနေကျွန်တော် Wolves ပဲကိုကြိုက်ရှင်တာဒါပေမဲ့အနေများရင်ရှောင်းလိုက်ပါဘော်ဒီဒီပွဲကျွန်တော် Hampen နဲ့ Wolves ပဲကိုကူပေါင်းပေါ်ကြိုက်ပါတယ်နော်တုံးလုံးတည်ဆိုကြည့်တယ်မှာတုံးလုံးတော့ရောက်မယ်လေးလုံးရောက်မရောက်ကျွန်တော်စောင့်ကြည့်ရမယ်ယူဆရတယ်နော် ောက်ပွဲဟော့ဖန်ဟိန်းနဲ့ဟိုက်တန်ဟိန်းဒါတလုံးကိုဟော့ဖန်ရဲ့တီးပေးနေတယ်ဂူပေါင်းကြီး၃လုံး30ရှုံးဘာမှတော့မပြောင်းလဲထားဘူးစတဲ့ကြီးနဲ့အခုလက်ရှိကြီးနဲ့အပြောင်းလဲသိမရှိဘူးပေါ့နော်ဒီပွဲမှာကခဏနော်ဟော့ဖန်ရဲ့အဆင့်ရှင်းမှာဟိုက်တန်ဟိန်းကစက်ခွန်ဟိုက်တန်ဟိန်းကတန်းလင်းဆုံးပါနော်အဆင့်က6ဆင့်กว่าချရတယ်။ဟော့ဖိုင်ကအင်ဂွန်းလုံးဂူတာရရတယ်ကြာ ကိုရတဲ့ expected က2.8တောင်ရှိတယ်။နော်။ပေးကူကလည်း1.8တော့ယာကူပေးကူများတယ်။အော်ဒီပွဲလဲကိုပေါင်းပေါ်ပဲကောင်းပါတယ်နော်။ကိုပေါင်းပေါ်ကောင်းတယ်။ body ဆိုတော့ကျွန်တော် hot fan လေးကြိုက်တယ်နော်။အင်ဝင်အင်ဝင်အင်ဝင်ဖြစ်တဲ့ hot fan လေးကိုကျွန်တော်ပိုကြိုက်တယ်။အဲကိုပေါင်းကတော့ကျွန်တော်အပေါ်ကြိုက်တယ်ပေါ့နော်။နောက်တစ်ပွဲက Dortmund နဲ့ Cologne ။ Dortmund ကတလုံး90ရှုံး၊ Cologne 40ရှုံးပေးထားတယ်။အော် စတဲ့ကြီးတလုံး60ရှုံတလုံး65ပြားရှုံဆိုတော့ body က10ပြားလောက်ပြော့တယ်ကိုပေါင်းကြီးပြား20ကျော်လောက်ပြော့လာတဲ့တဘောဖြစ်တယ်အကိုလုံးကအဆင့်6မှာဒေါမွန်ကအဆင့်4မှာเนาะအော်ဒေါမွန်နေနဲ့ဂျာရဲမှာသူတို့ဒိမ်းမက်ကိုခဏရနော်ကျွန်တော်လေးနေများတယ်ကိုပေဟီကင် ရှင်းမယ်ထင်တယ်ဒိမ်းမက်အဲဟုတ်တယ်ဒိမ့်မက်ကိုသွားပြီးကိုမဟင်းကင်းနဲ့42နဲ့သူတို့နိုင်ခဲ့တယ်အဲ့တော့ ဟိုဒေါမွန်အနေနဲ့တော့ဒါချန်ပီယံလိမှာတော့ဂိုပြတ်ချိပဲနိုင်ထားတယ်အဲ့ရှေ့မှာတို့ဘိုင်ယန်မြူးနစ်ကိုတူးကွန်းနေတို့ဒါဂျာမန်ဘွန်ဒက်လိဂါမှာတို့ရှုံးထားတယ်ပေါ့နော်အော်ဒီနေ့ထားမှာကျွန်တော်ဒေါမွန်နှစ်ကိုပြတ်နိုင်ပါမလားဒီနေ့မှာဟိုကိုဘေဂင်နဲ့တို့အသေးသေးနေဒါဒါအမှန်ကန်နေတီးထားတာပေါ့နော်ဂိုပြတ်ချိပဲတီးထားတယ်ဒီနေ့မှာဒေါမွန်နေကိုလုံးကိုဂိုပြတ်ချိပဲနိုင်မှာကိုလုံးနေနဲ့ကတော့ ဒါလက်ရှိရလက်ပိုင်းရကြည့်မယ်ဆိုတော့နောက်ဆုံး၅ပွဲမှာတော့တပွဲပဲသူတို့နိုင်ထားတယ်။၂ပွဲရှုံး၂ပွဲတည်ကြထားတယ်။အဆင့်အရကြည့်မယ်ဆိုတော့ဟိုအလဲတော့မှရက်တည်နေရတော့ကားလိုင်းဖောင်လေးမဆိုးဘူးပေါ့ဗျာ။တကယ်နောက်ဆုံးပွဲလေးမှာတော့ရလက်မကောင်းဘူးဆိုမှရှေ့မှာသူတို့အနိုင်နေတော့တောက်လျှောက်များထားတယ်ပေါ့နော်။အဲ့အဲ့လိုတစ်ချက်လေးတော့ရှိတယ်။အော်ဒီပွဲမှာကျွန်တော်ဒေါမွန်ကျွန်မကြည့်အောင်ပါမလားပါကျွန်တော်အဲ့တော့နည်းနည်းလေးတန်တရားဖြစ်နေကျွန်တော်မအောင်လောက်ဘူးလို့ကျွန်တော်စိတ်ထဲမှာထင်နေအော်ကျွန်တော်ဒီပွဲမှာကိုလုံးမဲကြိုက်တယ် ကိုလုံးကြိုက်တယ်ဂိုပေါင်းကတော့အဲချိမှာတော့မို့ဂိုပြက်ဂိုရန်ဒီပေါ်ထားဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဂိုပေါင်းအပေါ်ရဒီနေ့မှာတော့မို့ပွဲကိုမကြိုက်ဘူးဒါပေမဲ့၁၇နှစ်ပွဲဖြစ်နေတော့ကျွန်တော်တို့က၁၇နှစ်ပွဲဒီမှာဂျာမန်ဘွန်ဒက်လီကာမှာဘလို့ဖလိုးရင်တွားထားလဲကျွန်တော်ရှေ့ဒီပွဲစဉ်6 5 6 5 6543နေမှာတွက်ပြန်ကြည့်လို့ရမယ်ပြီးလို့ရှိရင်ဒီနေ့ကန်တဲ့7ညပွဲတွေမှာကိုပေါင်းအပေါ်တွေဘယ်နှပွဲထိတက်ထားလဲဟိုငါးပွဲကငါးပွဲသလုံးကန်သွားတဲ့ပွဲတွေအကုန်အောက်ွားသလားဒါလေးကျွန်တော်တစ်ချက်လေးလာပြီးတော့7ညပွဲဒေါမွန်ပွဲကိုအပေါ်ထိုးတင်သလားအောက်ထိုးတင်သလားကျွန်တော်စောင့်ကြည့်လို့ရတယ်ဒေါမွန်ရှေ့ပွဲအရာကဆိုရင်တော့42က969ထိရောက်တာဖြစ်ဒီနေ့မှာအဲ့လောက်ထိ9ကြီးမြင်ရဖို့တော့ဒါ ခတ်နိုင်တယ်ပြီးတော့အဝေးကွင်းကိုလည်းတွားကန်တာသူဒီဂျာမနီပြန်လာဘာညာနဲ့ခီးပန်းတာဘာညာသူကသားနမိုင်းဒါပြမန်းနွမ်းနဲ့မူရီနဲ့ဒါဒီပွဲတွေပြင်ဆင်ချိန်နေတာနဲ့ကိုပေါင်းအပေါ်တက်ဖို့တော့ကျွန်တော်ခတ်မယ်လို့ထင်တယ်ဒါလက်ရှိတော့မဟုတ်ဒီခြေစွမ်းဒီပွဲကြီးကစားထားရဲ့အနေထားအရပြောတာပေါ့နော်အော် ရှင်းနိုင်ပွဲတော်များကိုကြီးလိုက်ပြီးတော့ကိုပေါင်းအောက်တာများရဲ့ဆိုတော့ကိုပေါင်းပေါ်တော့ဆော့လို့ရတယ်ဒါဒီလိုမျိုးလဲစဉ်းစားလို့ရပါဘောเนาะအဲ့တော့ဒီပွဲမှာတော့ကျွန်တော်ကိုလုံးပေါ်ဒီရွေးပေးထားမယ်ဆက်တနာကြီးမှာကျွန်တော်တစ်ချက်ဒါတတိကံမှာဖြစ်ပါဖြစ်ကျွန်တော်ပြန်ပြောပေးမယ်ကိုပေါင်းအပေါ်ဆော့တင်မဆော့တင်ဘောเนาะကဲတော့ဒီနေ့တော့ဒါဒီလောက်ပါပဲเนาะအော်ဗီဒီယိုနှစ်ဖိုင်တင်ပေးထားပါတယ်ကျွန်တော်ညီကိုကြီးဒါကျွန်တော်ရှိတိမြပွဲတွေကိုအကုန်လုံးဒါဟိုခက်မြန်မြန်လေးပေါ့เนาะဟိုလိုဒိုရှင်းလေးဒါတုံးတက်ပေးထားပါတယ် ဲ့တော့ညနေကျရင်ကျွန်တော် Telegram channel ပပိုင် channel မှာအလုံးပြည့်တွေ့မယ် wine spec code တွေပို့ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်၄င်းမောင်းကက်လေးတွေပို့ပေးမယ်ပြီး free tip လည်းလာမယ်မမပွဲစင်ကိုကျွန်တော်ည9နာရီကျော်ကျော်လောက်မှာပို့ပေးဖို့ပလန်ဆွဲထားပါတယ်အစောပွဲ6နာရီပွဲပွဲကျွန်တော်မကြိုက်တဲ့အတွက်ပေါ့နော်အဲ့တော့ မမဝင်ညင်ကိုရှင်းလဲဒါမမဝင်လို့ရပါပြီ။နိုဝင်ဘာလအတွက်ကျွန်တော်မမခေါ်ထားပါရနော်။အခုလက်ရှိဆယ်လာပိုင်းမမတွေကတော့ဒါလက်ရှိမှာရလက်လီမစိုးဘူး။ကျွန်တော်ချန်ပီယံ၃ညချန်ပီယံလိယူဘိုင်၃ညဆက်လက်အပေါင်းတွေပြခဲ့တယ်။အော်ဝင်တရလည်းပါခဲ့တယ်။မောင်းနေတုံးကဲပေါက်ခဲ့ဆိုတော့အဆင်ပြေတယ်ပေါ့နော်။မနေ့ကတော့ကြာသွားတယ်ဒါပေမဲ့ကျွန်တော်ရှိမှာတောက်လျှောက်နိုင်ခဲ့တာဆိုတော့အဆင်ပြေပါသေးတယ်။အဲ့တော့ဟို မမဟောင်းနေပေါ့နော်ဆယ်လားမမညီကိုတွေကတော့တကယ်လို့ဆက်သက်လာပိုင်းမမဆက်ဝင်မယ်ဆိုရင်ကျွန်တော်ကိုဒါလကုံမပတ်စံလွှဲလို့ရတယ်ဒါမဝင်ဘူးဆိုလည်းကိစ္စမကြီးမဝင်တော့ဘူးဆိုရင်အကြောင်းလေးပြောပြပေါ့နော်ဘာမှဖြစ်ပါဘူးနော်အဲ့တော့ကျွန်တော်လကုံအထိကျွန်တော်ဒီတိုင်းလေးပဲဒါအနိုင်လေးဖြည်းဖြည်းချင်းဆက်သွားမယ်ဒါကျွန်တော်ဒီနေ့ပွဲဒီနေ့မှာအကောင်းဆုံးကြိုးစားပြီးရွေးချယ်ပေးပါမယ်မလဖန်ဆူပါဆန်ဒေးမှာလည်းအကောင်းဆုံးကြိုးစားပြီးရွေးချယ်ပေးမလဖန်ဆိုရင်ကျွန်တော်ရီယယ်မက်ထရစ်နဲ့ဘာစီလိုနာအက်ကလစီကိုထားပြီးပွဲတင်ရှိတယ်ပေါ့နော်အဲ့တော့မလဖန်လည်းပွဲကြီးကကောင်းတယ်ဒီနေ့လည်းဒါ ပွဲကောင်းလေးရှိပါတယ်เนาะဘိုင်ယန်မြူးနစ်တို့ပြီးတော့လီဗာပူးတို့မန်ယူတို့ချက်ဆီတို့เนาะအဲလိုမျိုးလေးရှိတယ်ဒါ PSG လည်းရှိရပွဲလေးကကောင်းပါတယ်အဲ့တော့ကျွန်တော်ညီကိုတွေကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့ညနေကျမှအားလုံးပြန်လည်တွေ့ဆုံကြပါမယ်အားလုံးအဆုံးကြီးပြီးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ကြပါစေအားလုံးဂုဏ်လက်ပါ